တနေ့ကနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ6ရက်နေ့နဲ့14ရက်နေ့အတွင်းမှာဘဝတဆစ်ချိုးပြောင်းလဲနေရှိတယ်အရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်ရမယ်ငကိုစီစဉ်ထားခြင်းမရှိသောအလုပ်တွေကိုလုပ်ရနိုင်မယ်ပေါ်ပေါက်လာတဲ့ခွင့်ရစ်တွေကိုလက်တွေ့သုံးချပြီးတော့ဘဝတိုးတက်မှုကိုဖန်တီးနိုင်တယ်နေထိုင်မှုနေရာဆက်ဆက်တဲ့ဝင်ကျင်တွင်ပြောင်းလဲရှိမယ် လမ်းကြောင်းတဲ့တွတ်တက်မှုတွေကိုဖန်တီးနိုင်တယ်။အခက်အခဲအလုံးကိုကျော်လွှားနိုင်တဲ့ကံခွေရည်တွေရှိတယ်။ရှစ်ရက်နေ့အရေးပါတဲ့ပြောင်းလဲတွေရှိမယ်။ဒါပေမဲ့မတော်တဆထိခိုက်မှုအနေနဲ့ကြီးဆက်ရမယ်။ရှစ်ရက်နေ့ရှစ်ရက်နေ့ကြီးဆက်ရမယ်။အဲ့ဒီနေ့မှာအရှိရကုတ်တည်သွားစေနေဖြစ်တတ်တဲ့မနေ့ခုနှစ်နိုင်ခွဲနဲ့၉နိုင်ကြာသွားလာနေတဲ့ကြီးဆက်ရမယ်။ညခုနှစ်နိုင်ခွဲကျော်ပြည့်ရင်လည်းလူလေးယောက်တူခီးသွားခြင်းမပြုရအောင်။ ကိုယ့်ရဲ့နေရာတော့ထိုးခြားတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိလာမယ်။ရှင်မန်းချက်စစ်တွေအောင်မြောင်းအကောင့်ထဲပေါ်နိုင်တယ်။ဆယ်ရဲ့နေရာတော့အရာရာကောင်းခြင်းချိုးပေးခြင်းနဲ့လိုရာပြည့်စုံခြင်းတွေကြုံမယ်။ဆတ္တရဲ့နေရာမှာအလုတ်ကိစ္စတွေရှေ့တိုးလို့အစဉ်ပြေတယ်။ရှင်ပြန်မှုအောင်မြင်မယ်။ဆယ်နေရာနေရာများမယ်တိုက်ခတ်များမယ်။မြောင်းရက်ကိုတည်သွားစဉ်အမှုပြဒနာရန်မတော်တဆနေတွေဖြစ်တတ်တယ်။ မနေ့ဆယ်တိုင်ခွဲနဲ့ဆယ်တိုင်ကြာသွားလာနေတိုင်းထူးပြုတ်ပြီးကြိုးဆက်ရပါမယ်။ဆယ်သောရက်နေ့မှာစမ်းပွင့်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်။ဆယ်လေးရက်နေ့ကတော့ဥတီချက်ပြောင်းပြီးလောက်ကဲ့ချင်းရဲ့ကောင်းသောအကျိုးဆက်နဲ့တွေ့တဲ့မကိုရရှိပိုင်ဆိုင်ခွင့်ရှိပါလေ။တနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့စနေနေ့မွေးသူများကြောင့်စေနောက်ရှေ့ဖြစ်နိုင်ပါလေ။အဝါရောင်အပြာရောင် မိခိုးရောင်တို့ကို အချိုးပေးရောင်များဖြစ်သုံးဆွဲပါတ6ကိုးကနန်းနေချိုးပေးပါလေကောင်းချင်းကံချမာများရစီရန်စပေပန်းဖျားသူပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါကျေးဇူးတင်ပါတယ်တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ8ရက်နေ့ရက်နေ့14ရက်နေ့အတောအတွင်းမှာရပိုင်권ဒီကုန်လုံးပြန်ရမယ် ခက်ခဲတဲ့ကိစ္စမှန်သမျှပြေလည်အောင်ဖြေရှင်းနိုင်နေပေမယ့်ရင်းနှီးသူများနဲ့စကားများတတ်တဲ့ခီးကိစ္စအဆင်ပြေမယ်အပြောင်းလဲကိစ္စအောင်မြင်မယ်လွန်ခဲ့သောနှစ်လအတွင်းစဉ်စားဆုံးဖြတ်ထားတဲ့ကိစ္စအခုလုံးဖြစ်သွားနေပေမယ်ရှားပိုင်ခွင့်တွေကလုံးကလည်းပြန်လည်ရရှိနိုင်မယ်ရှေ့ရက်နေ့မှာ ပြောင်းလဲတိုးတက်မှုနဲ့အောင်မြင်မှုကိုဖန်တီးရယူနိုင်တယ်ကိုယ့်ရက်နေ့မှာအရာရာဆင်ပြေခြင်းတိုးတက်ခြင်းကိုကြုံမယ်၁၀ရက်နေ့မှာ ရန်အလုံးကိုဖြည့်ရှင်းပြီးတိုးတက်မှုကိုရရှိမယ်၁၁ရက်နေ့မှာသူတပားကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်ယှဉ်ခြင်းကြံ့ကြာခြင်းတွေရှိပြီး၁၂ရက်နေ့မှာစိတ်ကူးစစ်တွေရှိနေကစားတပားသူကြောင့်ကိုယ်ရည်ရွယ်ချက်တွေပြည့်ဝနေမယ်၁၃ရက်နေ့မှာအရာရာကောင်းခြင်းခံတဲ့တိုးတက်ခြင်းတွေကိုရအောင်ဖန်တီးနိုင်တဲ့အနေထားရှိတယ်၁၄ရက်နေ့မှာခီးကိစ္စအပြောင်းလဲကိစ္စတွေစီစဉ်ဆောင်ရွက်အောင်မြင်နိုင်တယ်ဒီကာလအတော်တွင်းမှာ တတိပေးကျင်တာကရှေ့ရနေ့ဟာမဟာယချမ်းနဲ့တိုက်ဆိုင်တဲ့နေ့မတော်တဆညဖြစ်တဲ့လူလေးယောက်သူခီးသွားခြင်းရှောင်ရမယ်အရှိရကုန်တည်သွားခြင်းနေ့ဖြစ်တဲ့မနေ့9ရက်နေ့9ရက်တွင်သွားလာနေထိုင်ယူဆိုင်ရမယ်ဆယ်နှစ်ရနေ့ကငကဘော်ရက်နေ့တိုက်ဆိုင်တယ်မြောက်ရက်ကိုတည်သွားစဉ်နေဖြစ်တဲ့တည်းမနဲ့စံတိုင်းခွဲနဲ့ဆက်နိုင်ကြသွားလာနေတဲ့ကျူးဆက်ရမှာဖြစ်တဲ့ ဒီတပတ်တာကာလအတော်တွင်မှာတနင်္ဂနွေသောကြာစနေမွေးစုတွေကျိုးပေးတယ်တနင်္ဂနွေကြာသာပလေးကြောင့်စိတ်နှောက်ရှက်တွေတစ်ခုပြီးတစ်ခုဖြစ်တတ်တယ်အဖြူရောင်အစိမ်းရောင်မိခိုးရောင်တို့ကိုသုံးမှာနှစ်ခုကိုကနန်းတွေကို သုံးဆွဲပေးပါအဖြူရောင်ပန်းမွေးတို့ကိုဖျားကတ်လုပ်ပြီးလိုရာဆန္ဒပြုပါထူးထူးခြားခြားကောင်းခြင်းကံတွေရရှိလာပါမယ်ကျေးဇူးတင်ပါတယ်ဟင်္ဂါနေ့မွေးစုအားလုံးမင်္ဂလာပါ 2025ခုနှစ်အောက်တိုဘာလ8ရက်ကနေ14ရက်နေ့တော်တွင်မှာ ရန်နောက်ဆက်တည်များမယ်မတော်တဆထိခိုက်မှုဖြစ်တတ်တယ်ရောင်းမဝယ်မှဖြစ်တတ်တယ်လူလင်လူကောက်တွေ့တတ်တယ်စီစဉ်နာတွေလက်တွေ့ကောင်ထဲဖော်ရန်ခက်ခဲမယ်လုပ်ငန်းအောင်းတွေရပ်ပြီးသစ္စာမယ်အကြံသိရည်ပဲချက်သစ်တွေကိုရှေ့တို့လုပ်ကြရမယ်အကြီးကဲကျမ်းမာရေးခြူကြမယ်ရှေ့ရက်နေ့မှာရန်တိုက်ခံများမယ် စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်အသွာလာကူးဆက်ရမယ်အရှိရကိုတည်သွားစရာနည်းဖြစ်တတ်တယ်မနေ့ခုနှစ်နိုင်ခွဲနဲ့ကိုးနိုင်ကြာသွာလာကူးဆက်ရမယ်ကိုးရက်နေမှာထူးခြားသောပြောင်းလဲမှုနဲ့တွတ်တက်မှုတွေရှိလာမယ်အရာရာစင်ပြေသောနေထားပဲကိုဦးတည်တယ်10ရက်နေမှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်7ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရခြင်းအရာရာစင်ပြေခြင်းနဲ့တွတ်တက်ခြင်းတွေရှိတယ် စနေရနေ့မှာငွေကုန်ကြေးကြများမယ်လူယုံဒုက္ခပင်မယ်အဲ့ဒီနေ့မှာမြောင်ရက်ကိုတည်သွားစဉ်အနည်းရှိတဲ့တယ်မနေ့ဆယ်နိုင်ခွဲနဲ့ဆယ်နိုင်ကြာအသွာလံပြုဆက်ရမယ်ဆက်သောရက်နေ့မှာအရာရာဆင်ပြေသောကံနဲ့တွတ်တက်တဲ့ကံတွေရှိမယ်ရံနဲ့ချုပ်ပြီးဆင်ပြေမယ်ဆယ်လေးရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရပြီးတော့ဘဝတက်လန်းလုပ်ငန်းတက်လန်းတွေကိုရရှိကြိုးပမ်းနိုင်ကြောင်းတွေ့ရှိရပါတယ် ရာသပဒင်းနေ့စောက်ကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးမယ်။ဧကန်နေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိတ်နှောင့်ရှင်းဖြစ်တတ်ပါတယ်။အနီအောင်ချက်သွင်းအောင်ပတ်ရောက်တော့ကိုသုံးရမယ်။၉၇၅ခဏနေ့ကျိုးပေးတယ်။ကောင်းခြင်းကံများရစီရန်တို့ကသွားလာစဉ်လမ်းမှာတွေ့တဲ့အတုကံပုဂ္ဂိုလ်တို့ကို အတုဒါနပြုပေးပါ။ကျေးဇူးတင်ပါတယ်။ဗုဒ္ဓနေ့မွေးသူ အားလုံးမင်္ဂလာပါ။၂၀၂၅ခုနှစ် အောက်တိုဘာလ၈ရက်နေ့ကနေ14ရက်နေ့တော်တွင်မှာရန်အလုံးကိုကြော်ပြီးကောင်းကောင်းကံကြမ္မာနဲ့တိုးတက်ခြင်းကိုရနိုင်တယ်။သူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးနိုင်တယ်။အတိုက်ခံနေကြတဲ့ကတိုးတက်မှုကိုရှာဖွေရမယ်။ငွေကြေးပေးယူကိစ္စတွေမှာအငင်းပွားစရာတွေရှိတတ်တယ်။အလို့တကြီးရောင်းဝယ်ခြင်းမပြုရဘူး။အာမခံခြင်းတောင်းယူခြင်းမလုပ်ရအောင်။ ခရီးကိစ္စစီစဉ်နိုင်တယ်ဥဒိချက်တေတေလောကန်အစဉ်ပြေနိုင်တယ်ရှင်းရနေ့မှာအရာရာသတိရှိရမယ်မတော်တဆအနေနဲ့လည်းဖြစ်တတ်တယ်အသွားလာကြူဆက်ရမယ်အရှိတောင်ရကုန်တည်သွားစဉ်အနေနဲ့ရှိတတ်တယ်ညနေ၃နိုင်နဲ့၄နိုင်ခွဲတွင် သွားလာသတိထားကိုယ့်ရနေ့မှာ ရန်နောက်ဆက်တည်ကြတဲ့အဖြစ်သမ်းပြီးဘဝတိုးတက်မှုကိုရရှိမယ်မြတ်တရားကံကောင်းမဲ့မိကောင်းဆွေကောင်းထောက်ကူရမယ် ဆယ်ရက်နေ့မှာခရီးကိစ္စအပြောင်းလဲကိစ္စတွေဆောင်ရွက်အစီအပြေတိုးတက်မှုကိုရမယ်ဆက်တရက်နေ့မှာကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ချမှတ်ကြိုးပေးခြင်းနေရှိမယ်ငွေကြေးဝင်ခြင်းလက်ဖွင့်ခြင်းနေရှိမယ်ဆယ်နှစ်ရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်မတော်တဆညတွေဖြစ်တတ်တယ်အရှိရကိုတည်သွားစရာညဖူပြီးများတတ်တယ်မနေ့ခုနှစ်နိုင်ခွဲနဲ့ကိုးနိုင်ကြသတိထား73ရက်နေမှာမထင်မှတ်ဖဲငွေချေးကံကောင်းခြင်းလုပ်ငန်းကံကောင်းခြင်းနဲ့အခက်အခဲကြုံလာနိုင်ခြင်းတွေရှိပြီးတော့ ်14ရက်နေ့မှာရပိုင်ခွင့်ဟောင်းနေပြန်လဲရရှိခြင်းအခက်အခဲအလုံးကိုကျော်လွှား၍ဘဝလူရဆန္ဒပြည့်စုံခြင်းတွေကိုကြော်မယ်တပတ်တာကာလအတွင်းတွင်မှာသာသပတိနေ့ဗုဒ္ဓနေ့တနင်္လာနေ့မွေးစုတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့အင်္ဂါနေ့မွေးစုများကြောင့်စိတ်နှောင့်ရှက်ဖြစ်တတ်တယ်တင့်ငါးခုကဏ္ဍနေ့ကျိုးပေးပါတယ်အစိမ့်ရောင် အပြာရောင်မိခုံရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်အောင်မြင်မှုကိုရရှိနိုင်ပါတယ် အဖြူရောင်ပန်းဝင်းတို့ကိုဖျားကတ်လူပူဇော်ပြီးအလိုရှိရဆန္ဒပြုပါဆန္ဒပြည့်မြောက်ခြင်းနဲ့ကောင်းကျင့်ကံတွေရရှိပါမယ်ကျေးဇူးတင်ပါတယ်သာသပတိနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ8ရက်နေ့နေ့14ရက်နေ့အတွင်းဟာကိုယ့်အတွက်အထူးကောင်းတဲ့ကာလတစ်ခုဖြစ်တယ်အလိုပြည့်စုံမယ်ရှင်မ်းချက်အောင်မြင်မယ်ရှင်းစွဲနေထားနေပုံမြင့်တဲ့နေထားတစ်ခုကို ကူပြောင်းတိုးတက်အောင်ဖန်တီးနိုင်တယ်အခက်အခဲအားလုံးကိုကျော်လွှားပြီးတော့ကောင်းခြင်းကံရှိမယ်အလောကံတိုးတက်မယ်စမ်းပွင့်မယ်ပြရတတ်ကောင်းမယ်ပညာရာမှာတိုးတက်မယ်ရှိရနေရကိုယ့်အတွက်ကောင်းတဲ့နေ့ဖြစ်တယ်ဒါပေမဲ့မတော်တဆနေကူးဆက်မယ်အဲ့နေရမဟာကျေကျန်းရှိရနေရင်ရနေသတိထားအရှိရောက်ကိုတည်သောဇာနေဖြစ်တဲ့တဲ့မနဲ့ခွန်နိုင်ခွဲနဲ့ကိုးနိုင်ကြနေတိုင်းကူးဆက်ရမယ် ကိုယ့်ရဲ့နေ့မှာတော့ထူးခြားတဲ့ကံကောင်းခြင်းနဲ့ရှင်ပြိုင်မှုအောင်မြင်ခြင်းဘဝတိုးတက်ခြင်းကိုရမယ်။ဆယ်ရက်နေ့မှာထူးခြားတဲ့ကံပြောင်းလဲတဲ့တိုးတက်မှုတွေရရှိပြီးတော့ဝေချေလုံခံဘဝတလန်းအောင်မြင်မှုလမ်းကြောင်းတွေကိုဖန်တီးနိုင်တယ်။၁ရက်နေ့မှာအရဝေးနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တွေချိုးပေးတယ်။၁ရက်နေ့ကငွေချေကံလုံခံကံကောင်းတယ်ဒါပေမဲ့မြောက်ရကုတီသောဇာနေဖြစ်တဲ့တဲ့မနဲ့ဆယ်နိုင်ခွဲနဲ့ဆက်နိုင်ကြအသွာလာဂျူးဆက်ရမယ်။ 73ရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်မထင်မှတ်ထားတဲ့ပြဿနာတွေဖြေရှင်းရမယ်74ရက်နေ့ကတော့အလုံးစုံကောင်းသောကံနဲ့လိုရာပြည့်စုံတိုးတက်ခြင်းတို့ကိုဖန်တီးရယူနိုင်တဲ့အနေထားကောင်းကိုကြောက်ရမှာဖြစ်တဲ့ဇာတာပတိနဲ့ဗုဒ္ဓနဲ့အင်္ဂါနဲ့မွေးစုတွေကောင်းကျိုးပေးမယ်တနည်းလာနဲ့တောက်ကြတဲ့မွေးစုတွေဒုက္ခပေးတတ်တယ်ကုန်းခွန်ကိုကနဲ့အကျိုးပေးတယ်အပြာရောင်ပန်းရောင်နှုတ်နှစ်ရောင်တွေဝတ်ပြီး အလိုရှိရာကိစ္စများဆောင်ရွက်နိုင်တယ်အနီရောက်ပန်းပွင့်ဖျားလှူပြီးတော့လိုရာစန္ဒပြည့်ရင်စန္ဒပြည့်မြောက်မယ်ကျေးဇူးတင်ပါတယ်တောက်ကြနေမွေးသူအားလုံးမင်္ဂလာပါ2025အောက်တိုဘာလ10ရက်နေ့နဲ့14ရက်နေ့တော်တွင်စိတ်ချမ်းမြေ့မယ်လိုရာပြည့်စုံမယ်ဘဝတိုးတက်မယ်စမ်းပွင့်မယ်ရှင်ပြိုင်မှုအောင်မြင်မယ်အလူမင်္ဂလာကိစ္စပံဝင်ပတ်သက်ရမယ်မိသားစုနဲ့ပတ်သက်တဲ့ကောင်းခြင်းတိုးတက်ခြင်းသတင်းချုပ် တို့ပင်မဲ့လဲအဲ့ဒီမှာအရှိရကုတည်သွားစဉ်အရင်ရှိတဲ့မနေ့ခွန်နိုင်ခွဲနဲ့ကိုးနိုင်တို့သတိထားကြောသွားပြီးရရာဆင်ပြေတယ်ကိုးရနေ့မှာခရီးကံကောင်းမယ်လုပ်ငန်းကံကောင်းမယ်ပြောင်းလဲနဲ့တိုးတက်မှုကိုကြုံမယ်ဆယ်ရနေ့ဝေကြီးကိစ္စပြောဆိုမှုလုပ်ငန်းတွေအောင်မြင်မယ်တိုးတက်မယ်ဆက်တည့်ရနေ့မှာရောင်းမဝင်မဖြစ်တတ်တဲ့လူယုံဒုက္ခပေးတတ်တဲ့အတိုက်ခံနေရှင်ပြေလောက်ရမယ်ဆယ်နေ့ရနေ့မှာ မတော်တဆနဲ့ကျူးဆက်ရမယ် မြောက်ရက်ကုန်တီသောဇန်နေ့ဖြစ်တဲ့တဲ့မနေ့စေတန်ခွဲနဲ့၁၇နိုင်ကြာသွားလာကျူဆက်၁ရက်နေ့မှာရပိုင်ခွင့်နေကုန်ပြန်ရခြင်းအခက်အခဲဖြစ်ရှိနိုင်ခြင်းကိုကြုံမယ်၁၄ရက်နေ့မှာဘဝရည်မှန်းချက်အောင်မြင်ခြင်းနဲ့ရည်မှန်းချက်ရည်ရွယ်ချက်ထားသလောက်တိုးတက်တဲ့ကံနဲ့အောင်မြင်မှုကံတွေကိုရရှိသွားမယ်အနေထားရှိပါတယ်တနင်္လာနေ့စောက်ချန်နေ့ငါနေ့မွေးသူတွေကောင်းကျိုးပေးတယ်ဇာတာပရင်းနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်တယ်၃ခုန်၉ကနေ့ကျိုးပေးတယ် အပြာရောင်ပန်းရောင်ကြက်သွေးရောင်တို့ကိုဝတ်စားစီရင်ပြီးအလိုရှိတဲ့ကိစ္စတွေကိုဆောင်ရွက်နိုင်ပါတယ်။အဆက်ရကျင်းသူတို့ကိုမောက်စေအဟာရတို့နဲ့လှူဒန်းခြင်းပြုပေးပါထူးခြားတဲ့ကံတွေပေါ်ပေါက်လာပါမယ်။ကျေးဇူးတင်ပါတယ်။စနေနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်အောက်တိုဘာလ8ရက်ကနေ့ ဆယ်လေးရည်နေတော်တွင်ငွေချေးကံကောင်းမယ်လုပ်ငန်းကံကောင်းမယ်ဘဝတိုးတက်မယ်ရှင်ပြန်မှုအောင်မြင်မယ်ရည်ရွယ်ချက်စစ်တွေရှေ့ထိုးလုပ်ကံနိုင်တယ်အလौချာစီနှစ်ခုအောင်မြင်မယ်အခေခဲသုံးခုဖြည့်ရှင်းနိုင်နေမယ်ရည်မှန်းထားတဲ့ခီးကိစ္စဆောင်ရွက်စဉ်ပြေမယ်ပညာတတ်တဲ့ဘဝတိုးတက်မှုကံကောင်းရှေ့ရည်နေမှာရာရာကံကောင်းမယ်သို့တော်မတော်တဆနဲ့ကြူဆက်ရမယ်အရှိရကုတီသွားစဉ်အနေဖြစ်တတ်တယ်မနေ့ခုနိုင်ခွဲနဲ့ခုနိုင်အတွင်းမှာသတိထားကိုယ့်ရည်နေမှာ ဘူလစီစဉ်တာမလုပ်ဖြစ်ဘူးပေါ်လာတဲ့အချိန်တွေပေါ်မှာရှေးဥတီပြီးလောက်တာအဆင်ပြေမယ်ဆယ်ရက်နေမှာရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်တယ်ရပိုင်ခွင့်ပြန်လည်ရရှိမယ်ဆယ်တရက်နေမှာလုပ်ငန်းနှမျိုးတာဝန်နှမျိုးလုပ်ရမယ်အခက်အခဲနှမျိုးဖြည့်ရှင်းပြီးအောင်ပြင်သွားမယ်ဆယ်နှစ်နေ့ကြပြောင်းကြပြန်နေဖြစ်တဲ့တဲ့အနောက်ဆက်တွေများတဲ့တဲ့ပြီးမှအဆင်ပြေမယ်မြောက်ရကုန်တည်သွားစရာနေရှိတဲ့တဲ့မနေ့ဆယ်နိုင်ခွင့်နဲ့ဆယ်နိုင်ကြသွားတာသတိထား၁၃ရက်နေ့မှာ အတိုက်ခံနေကြအတွတ်တယ်မယ်အောင်မြင်ကျော်ကြားခြင်းနဲ့ပြန်လန်းပွင့်ခြင်းကိုဖန်တီးနိုင်တယ်မယ်14ရက်နေ့မှာ ပြဿနာဟောင်းသုံးခုဖြေရှင်းပြီးတော့အရာရာဆင်ပြေသွားတဲ့ကံကြမ္မာနဲ့ဘဝတွတ်တယ်မှုကိုရရှိမယ်တနင်္လာနေ့ရင်ကနေ့ဗုဒ္ဓနေ့မွေးစုတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့စောက်ချာနေ့မွေးစုတွေဒုက္ခပေးတတ်တယ်ရှစ်ခုကိုခဏနေ့သုံးဆောင်ပါအနေရအပြရင်ရနဲ့ပြောင်နေသုံးဆွဲပေးပါအိမ်မှာရှိနေတဲ့ တပြည့်စည်းဟောင်းနေအမိုက်ဘုံဟောင်းနေစွန့်ပြစ်ပြီးအစ်စ်စားထုတ်သုံးဆွဲလိုက်ပါထူကြတဲ့ကံတွေပေါ်ထွန်းလာပါမယ်ကျေးဇူးတင်ပါတယ်